မင်္ဂလာညချမ်းပါမိုးကုတ်မိုးမေ့အရေးတွေးပူနေကြတယ်မိုးကုတ်ကတန်ဖုံတီးတန်ဟာဖက်စစ်တက်စိတ်နှလုံးချောက်ချားစေတယ်ဒါနဲ့ပတ်သက်ပြီးဖက်စစ်တက်ကလော်ဘီတွေကတန်ဖုံတီးတန်နဲ့ပတ်သက်ပြီးအမျိုးစုံဝါဒဖြစ်နေတယ်တစ်ဖက်မှာမိုးကုတ်ကိုစစ်ကြောင်းထိုးဖို့ရှေ့ပြေးလက္ခဏာတွေတွေ့နေရတယ်မိုးကုတ်ကိုစစ်ကြောင်းထိုးရင်ဘယ်လမ်းကြောင်းတွေကဝင်လာနိုင်တယ်လဲမိုးကုတ်နဲ့မိုးမေ့ကိုဘာလို့အသေးအံကာကွယ်နေရတာလဲ ဒါရင်းနဲ့ပတ်သက်ပြီးကျွန်တော်ဒီကနေ့ပြောပြချင်တာပါဟုတ်ပြီမိုးကုတ်နဲ့မိုးမိတ်ဟာရှမ်းပြည်နယ်ဝင်ပေါက်နော်မိုးကုတ်နဲ့မိုးမိတ်ကိုအကယ်၍သာလက်လွတ်လိုက်ရရင်ခင်းလင်းပွင့်သွားမဲ့အချိန်ကြီးမဟာပြူဟာကြတယ်နောက်တစ်ခုကအကျိုးစီးပွားနဲ့ပတ်သက်ပြီးတန်ဆာရအာကောင်းတယ်ဖက်စစ်တက်ကအချက်နှစ်ချက်ပေါ်အခြေခံပြီးစစ်တိုက်တယ်နံပါတ်1 တံပြန်ထိုးစစ်တွေကိုလေ့လာကြည့်တဲ့အခါမှာမဟာဗျူဟာမြောက်ဒေသတွေကိုအပြန်အလှန်ထိုးစစ်ကိုခိုင်ခိုင်မာမာလှုပ်လာတယ်။တရုတ်ကူညီနဲ့ပြန်ရယူတယ်။နောက်ပြီးတော့တန်ရန်ဇာတအကျိုးစီးပွားရှိတဲ့နေရာတွေပြန်တိုက်ယူလာတယ်။အဲ့ချက်နှစ်ချက်ပေါ်မှာလက်ရှိထိုးစစ်ကိုစနိုင်တဲ့ပုံစံကိုတွေ့ရတယ်။အဲ့တော့မိုးကုတ်နဲ့မမွေးရဲ့မဟာဗျူဟာကြမှုကအင်မတန်ခံနာခဲ့တယ်ဗျ။အခုလည်းခံနာတယ်အကြေးမိုးကုတ်နဲ့မုံမိကတော့မကာကွယ်ပဲ TNL ပြောသလိုနောက်ဆုတ်ပေးလိုက်ရင် ရှမ်းပြည်နယ်ရဲ့ဝင်ပေါက်မန္တလေးရှမ်းပြည်နယ်အဆက်အညာဆိုတဲ့ရွှေဘူးကံဘလူကျွန်းလခင်ဦးရေဦးအဆရှိတဲ့အပေါက်တွေပေါ့ဗျာနော်မိုးကနေမိုးမြင့်ရဲ့မိုးမြင့်ရဲ့ဒီမြေပုံကိုကျွန်တော်ကြည့်တဲ့အချိန်မှာမြေပုံဆိုတာစစ်သုံးမြေပုံတရက် ကြည့်တဲ့ချိန်မှာလက်ရှိနောက်ဆုံးသတင်းများအရဆယ်တော်ကြီးကိုဖက်စစ်တပ်ကပြန်လဲသိမ်းပိုက်လိုက်ပြီဆိုတဲ့သတင်းကြားရတယ်ဆယ်တော်ကြီးမှာတတ်ထိုင်ပြီးတော့ကြောင်မဲတီဘောနောင်ချိုတို့ကိုလည်းပြန်ရသွားပြီတွင်းငယ်ကိုလည်းပြန်ရနေပြီဆိုတော့မိုးကုတ်နဲ့မိုးမိတ်ကို အဓိကမိုးကုတ်ကိုထိုးစစ်ဆင်မှုရှေ့ပြေးလက္ခဏာတွေအဖြစ်အဓိကတွင်းငယ်ဆေရောကြီးဒီနှစ်နေရာအရေးကြီးတဲ့နေရာအဖြစ်တွေ့ရပါတယ်မရယာစင်ကူတပိတ်ချင်းတကြောနဲ့ဆေရောကြီးမှာတက်ပြင်ပြီးတော့စစ်တောင်း၃ချောင်းနဲ့ဝင်လာနိုင်စရာရှိတဲ့အခြေအနေမတိစစ်တောင်းကကျွန်တော်တို့ကြောက်မဲကဝင်လာနိုင်တယ်နံပါတ်1ကတော့ကျွန်တော်တို့ မရယာပတိကြီးစေတော်ကြီးတဝိုက်ကပြင်းဝင်တကြောကတကြောင်းဝင်လာနိုင်နံပါတ်3တစ်ခုကတော့တပိတ်ချင်းစင်ကူဒီဘက်တီကြောက်မြောင်းအဲ့ဘက်ကစစ်ကြောင်း၃ကြောင်းဝင်လာနိုင်ပါအဲ့တော့ပြန်ပြီးတော့လေ့လာကြည့်ရင်စင်ကူကြောက်မြောင်းကလည်းစင်ကူနာကကြောက်မြောင်းလို့ပါတော့ဗျာနော်ဒီဟာကလည်းဖက်စစ်တပ်ကပြန်လဲထိမ့်ချုပ်ထားတယ်ဆိုတဲ့အခြေအနေမျိုး ဆေရော်ကြီးဆေကိုလည်းပြန်လဲထိန်းချုပ်လိုက်ပြီးကြောင်မဲကိုလည်းပြန်လဲထိန်းချုပ်လိုက်ပြီးတွင်းတွေကိုလည်းပြန်လဲထိန်းချုပ်လိုက်ပြီးဆိုတော့မိုးကုတ်နဲ့အနီးဆုံးဒီတာတွေဖြစ်တဲ့ဆေရော်ကြီးစင်ကူကြောင်မြောင်းတွင်းငယ်ဒီ၃နေရာက ဖက်စစ်တဲ့စစ်ကြောင်းထိုးလာနိုင်တဲ့အနေဒါတွေ့ရပါတယ်ဘလို့ကာကွယ်ကြမလဲဘာကြောင့်ကာကွယ်တဲ့မိုးကုတ်ကဒါမကာကွယ်လိုက်ရင်မိုးကုတ်တမျိုးလုံးပြာဖြစ်သွားလိမ့်မယ်။မိုးကုတ်ရဲ့ဒေတာကန်လူလူလေးပုံပုံသုံးပုံဟာတော်လိုင်းကြီးဘက်ကတပုံကတော့ကြားနေပေါ့သုံးပုံမှာနှစ်ပုံကတိုက်ပွဲဝင်နေတဲ့သူတွေဖြစ်လို့တပုံကတော်လိုင်းကြီးအတွက်ထောက်ပို့နေတဲ့သူတွေ လေးပုံသုံးပုံကတော်လိုင်းကြီးဘက်ကတရားရာဂိုင်လို့လို့ပြောလို့ရပြီတပုံကတော့အေးအေးချမ်းချမ်းနေတဲ့တာမန်ကြားနေပြီသူစစ်တပ်ကိုတရင်ပေးတဲ့သူလည်းမဟုတ်ဘူးသူတို့တို့အေးအေးချမ်းချမ်းနေတဲ့ကုညီနိုင်ရာရှိရင်ကုညီတယ်ပြောချင်တာကမိုးတမျိုးလုံးကတော်လိုင်းကြီးမျိုးဖြစ်တယ်မိုးကုတ်တာစစ်တပ်ပြန်ရသွားရင်မြေလံခံရလိမ့်မယ်အဲ့ပြီသူတွေအကုန်တတ်ခံရလိမ့်မယ်ရှင်းလားနံပါတ်1 နမနှစ်ဘူဝါအယအရေးပါတဲ့မြို့တမြို့တယံဇာတထွက်ရှိတဲ့မြို့တမြို့ဖြစ်တယ်ဘူဝါအယဘလို့အရေးပါလဲမန္တလေးနဲ့ရှမ်းဝင်ပေါ့ပြီဗျာစကိုင်းနဲ့ဟင်းလင်းပွေပြီဗျာစစ်လက်နက်ပစ္စည်းစစ်သုံးဆောင်ပစ္စည်းနဲ့ရိတ်ခါအဝင်အထွက်အများဆုံးမြို့ဖြစ်တယ်လူရန်ကူညီမှုအားကောင်းဆုံးမြို့လည်းဖြစ်တယ် စေးရအချက်ချမှာပြောမျိုးဖြစ်တယ်တော်တန်းတောင်းတန်းနေပေါ်များသလိုအထိုင်ချတက်ဆွဲတိုင်းရင်တခွင်လုံးကိုထိန်းချုပ်နိုင်တဲ့အနေထားလဲရှိမဟုတ်ကိုကာကွယ်တဲ့တက်တွေအနေနဲ့ဒီကနေ့ကစပြင်းစင်နေကြတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့မဟုတ်မျိုးသူမျိုးသားတွေကိုဒီနေ့ကတူတူတုတ်တုတ်ပဲပြောချင်တာကစပွဲဟာပြင်းထန်မှာဖြစ်ပါတယ်ဘတ်စစ်တကအနည်းဆုံးစစ်ကြောင်း၃ကြောင်းနဲ့လင်မြန်နဲ့ဘုံကျဲတာလောက်ကိုလောက်ပါလေ စစ်တောင်းသုံးချောင်းဝင်လာနိုင်တဲ့နေရာတွေကဆယ်တော်ကြီးကတချောင်းဝင်လာနိုင်ပါတွင်းငယ်ကတချောင်းဝင်လာနိုင်ပါကြောက်မြောင်းကတချောင်းဝင်လာနိုင်ပါတယ်ခံမှန်းသုံးသက်ချက်ဖြစ်ပါတယ်ကြောက်မဲကလည်းဘလူလန်းထိုးမလဲဆိုတော့ကျွန်တော်တို့မသိသေးဘူးအနည်းဆက်ဆုံးပြည်မဘက်ကတက်တွေဝင်မယ်မန္တလေးအထိုင်တက်တွေဝင်မယ်ဆိုရင်တော့ကျွန်တော်ခုနကျွန်တော်ပြောတဲ့တွင်းငယ်တက်ကတာသုံးကြောက်မြောင်းစင်ကူးဘက်ကလက်ရှိဆယ်တော်ကြီးကိုရရှိသွားပြီဆယ်တော်ကြီးရဲ့လောက်တမန်ဆယ်တော်ကြီးတက်တွေအထိုင်ချပြီးတော့ စစ်ကြောင်းထိုးလာနိုင်စရာရှိတယ်လို့အကြံမြင်သုံးသပ်လို့ရတဲ့အတွက်မိုးကုတ်မြို့ကိုဝင်လန်းထွက်လန်းနေအကုန်လုံးကိုကြိုတင်မိုင်းထောင်ပြီးမုတ်ဆိုးထောင်ချောင်များနဲ့ပိတ်ဆို့ကာရန်ထားပါမိုးကုတ်မြို့သူမြို့သားတွေကရိတ်ခါတူလောင်ထားပါဘုံခိုချင်းတွေတူးပါပော့ပော့မတွေးပါနဲ့ဖက်စစ်တပ်မြေလှမ်းပါလိမ့်မယ်တော်လိုင်းတက်တွေအစွမ်းကုန်ကာကွယ်ရပါလိမ့်မယ်ပွေးချောင်းစီးနိုင်တဲ့အခြေအနေဖြစ်ပါတယ် မိုးကုတ်မိုးမရဲ့စီးပြူဟာအလှဲ့အပြောင်းဟာမြမနွေဦးတော်လိုင်းကြီးရဲ့အလှဲ့အပြောင်းတရက်ထိခန္ဓာအရေးပါလာတယ်ဆိုတာကိုမမေ့ပါနဲ့ဒီအပိုင်းဒီမှာမိုးကုတ်နဲ့ပတ်သက်ပြီးမိုးကုတ်ကိစ္စတွေမိုးမေကိစ္စတွေတရဇက်ဘာလို့ပြောနေလဲဆိုတော့မြမတော်လိုင်းကြီးရဲ့ပြောင်းလဲမှုတရက်ဖြစ်လာနိုင်တဲ့အချိန်ဤဖြစ်လို့ပါအကယ်၍မိုးကုတ်နဲ့မိုးမေကိုမကာဝယ်နိုင်ခဲ့ရင်မြမတော်လိုင်းကြီးဟာ ငွေဥတော်လိုင်းကြီးဟာကားငယ်ကွေကွေသွားနိုင်တဲ့အခြေအနေမျိုးနဲ့အတူပြည်သူကာကွယ်ရေးတက်မတော် PDF နဲ့တက်တော်အားလုံးကိုပြည်သူယုံကြည်မှုကြဆင်းသွားနိုင်တဲ့အခြေအနေမျိုးပါဒါကြောင့်မို့မဟုတ်မျိုးကိုကာကွယ်ရေးဟာတော်လိုင်းကြီးတရက်လုံးရဲ့တောင်းဝင်တော်လိုင်းကြီးတရက်လုံးအတွက်အရေးပါတော့လက္ခဏာဆောင်တဲ့ကိစ္စဆိုတာကိုတတိပေးပြောကြားလိုပါတယ်အရေးကြီးပါတယ် ဒီအချိန်မှာလေဒီကနေ့ဆိုရင် Ruby Army Ruby Riot Army မိုးကုတ်တပ်တော်ကြီးစုဖွဲ့နေသလိုမိုးကုတ်မှာတပွဲပွဲဝင်ရောက်လာပြီးမိုးကုတ်ကိုကာကွယ်မဲ့မြို့သူမြို့သားတွေကိုကျွန်တော်တို့ကာကွယ်ပါမယ်ဆိုတဲ့တော်လိုင်းကြီးတပ်တော်သားတွေတပွဲပွဲမိုးကုတ်ကိုရောက်ရှိလာနေတယ်ဆိုတာမိုးကုတ်ဒေသခံတွေတိကျမှားပါဒါပေမဲ့အချို့တော့ ။ online ပေါ်မှာကတော့ဖက်စစ်တပ်ဟာမုတ်ကုတ်ကိုအလွယ်တကူရလိမ့်မယ်လို့တွတ်ထားတာ။လာရှိုးလိုပဲအလွယ်တကူရလိမ့်မယ်လို့တွတ်ထားတာကနေပြီးတော့ရုပ်ရည်ပြောင်းလဲသွားတဲ့အခြေအနေအရာဖက်စစ်တပ်တို့အင်မတန်ခေါင်းခဲစရာတရက်ဖြစ်တယ်လို့တရုတ်အတွက်လည်းတိစာစင်စာတွက်ချက်ကင်တွေရမယ်တိစာတခု ဖြစ်လာပါလေ။ဘာကြောင့်လဲ။ဗမာတပ်တွေပေါင်းစည်းပြီးညီပြန့်ဒေတာများတက်မတော်တရက်နဲ့ စတင်စူးစီးတိုက်ပွဲဝင်နိုင်တဲ့နေ့ဟာဖစစ်တပ်ကိုမြေလန်နိုင်ပြီးတရုတ်ကိုအန်တုနိုင်တဲ့နေ့တနေ့ဖြစ်လာမှာမို့လို့ပါဒီအချိန်ကိုရှော့မတော့ပါနဲ့တရုတ်ကိုအန်တုနေတဲ့ကျွန်တော်တို့တတ်တော်တွေဒေါ်လာကြီးတတ်တော်တွေမိုးကုန်းမြို့ကို တော်လိုင်းတက်တွေကထိန်ချုပ်လိုက်နိုင်နေဆိုတဲ့ဂုံတိတ်ခါနဲ့သတင်းစကားဟာဗစစ်တက်ကိုတရုံရောအတွက်ကြက်တီတီသွားအောင်လမ်းဖြန့်အံ့ဩသွားတဲ့အခြေအနေတည်းကိုရောက်သွားပါတယ်။နေပြီးတော့စီယုံကလာတဲ့သတင်းတွေအရလာရှိုးလိုပဲလွယ်လွယ်ကူကူတက်တွေဝင်ပြီးထိန်ချုပ်အဲ့ဒီကတဆင့်စကိုင်းဒေသကိုစစ်တိုးရှမ်းမြောက်လမ်းကြောင်းတွေကိုထိန်ချုပ်ရှမ်းပြည်နယ်တခွင်လုံးကိုထိန်ချုပ်နဲ့မန္တလေးနဲ့မန္တလေးနဲ့ရှမ်းပြည်ဝင်ပေါက်ကြီးတစ်ခုလုံးကိုစစ်တပ်ကထိန်းချုပ်ပြီးတကာလာ စစ်ကစားမယ်ဆိုတဲ့စိတ်ကူးနဲ့ TNL ကိုတရုတ်နဲ့ဖိအားပေးခိုင်းပြီးတော့စုတ်ခွာစီတယ်ဗောဗျာဒါပေမဲ့ဖြတ်ခနေဆိုသူတို့မမျော်လင့်မထင်မှတ်ထားတဲ့အခင်းချင်းအရာ PDF တက်တော်တွေမိုးကုန်းတွေမိုးမိတ်ကိုကာကွယ်မယ်လာရောက်စုစည်းကြပါဆိုတဲ့သတင်းစကားဟာတရုတ်နဲ့ဖက်စစ်တက်မင်းအွန်လိုင်းအတွက်အင်မတန်အံ့ဩ တုံ့လှုပ်ခဲ့ရတဲ့တရင်တစ်ခုဖြစ်တယ်ဆိုတာနေပြည်တော်ကလာတဲ့တရင်တွေရာကျွန်တော်တို့သိရပါတယ်။တာကြောင့်မို့မိုးကမြို့ကိုဝင်လာနိုင်မဲ့စစ်ကြောင်းတွေလမ်းကြောင်းတွေကိုတော်လိုင်းကြီးတက်တွေကလက်နက်ခရမ်းကြီးစံအဆရှိရာတွေမကပဲမိုင်းတွေမုတ်ဆိုးထောင်ချောက်တွေမီးလက်နက်တွေလူတို့ရဲ့တရင်ပေးပို့မှုတွေနဲ့မိုးကမြို့ကြီးကိုလုံလုံခြုံခြုံကာကွယ်နိုင်ခြင်းမသည့် စကိုင်းစစ်မျက်နှာနဲ့ရှမ်းမြောက်စစ်မျက်နှာပေါင်းဆက်ရေးအခြေအနေတစ်ခုကိုလည်းဖန်တီးရနိုင်တယ်ဖန်တီးရလိမ့်မယ်လို့ယူဆတယ်နောက်တစ်ချက်ကညီပြန့်ဒေတာများတပ်ပေါင်းစုပေါ်ပေါက်လာနိုင်မှုအကြီးမားဆုံးသောအခွင့်အရေးတစ်ရက်ဖြစ်ပါတယ် PDF တည်းရဲ့ဂုံတိတ်ခါတစ်ရက်လည်းဖြစ်ပါတယ်တော်လန်ရေးရဲ့ဂုံတိတ်ခါတစ်ရက်လည်းဖြစ်ပါတယ်မိုးကုတ်မြို့ကိုရအောင်ကာကွယ်ရလိမ့်မယ်ဒါ တော်လိုင်းကြီးအတွက်ကြီးမားစွာသောဂုံတိတ်ခါတရက်နေ့ညီပြန်ဒေတာတမတော်တရက်ဖြစ်ပေါ်လာဖို့ကနဦးခြေလန်းညီပြန်ဒေတာများတက်ပေါင်းစုအတွက်အွန်လိုင်းတော့ကိုလွင့်ထူမဲ့ PDF တက်တွေစူးစီးကြမယ်ပွဲတပွဲဖြစ်တယ်လို့ပြောရင်ကျွန်တော်တို့အတူရှိပေးပါအားလုံးအတူရှိပေးပါအောင်စိတ်ကိုလုံးဝအထိတ်ကိုက်မခံနဲ့ တော်လိုင်းရေးကိုဘယ်ကောင်မှထိပါခွင့်မပြုနဲ့မိုးကုတ်အောင်ဝဲကိုလက်ခုတ်တန်တဖြောင်းဖြောင်းနဲ့လက်ခမောက်ကပ်ပြီးစောက်ကြို့ဖို့ဒတိုင်းပြည်လုံးကခွန်အားတွေမဟုတ်မှရှိနေတဲ့တော်လိုင်းကြီးတက်တွေကိုစူယုံအာယုံစိုက်ပေးပါလို့ပြောရင်မိုးကုတ်အောင်ဝဲဟာဒတိုင်းပြည်လုံးလက်ခမောက်ကပ်တန်တွေကြားရလိမ့်မယ်လို့ရှုံကြည့်ပါတယ်